Channel W for you. အားလုံးပဲမင်္ဂလာပါခင်ဗျာ။ တော့ကျွန်တော်တိတ်မကြခင်မှာ April ပေါ့နော်ကျွန်တော်တို့ဒီအလုပ်ပရက်တွေဘာတွေရောက်တော့မယ်ဆိုတော့ဒီတော့တွင်မှာ Mobile Legend ဝါသနာရှင်တွေနဲ့ဘလိုပွဲတွေကိုကြည့်လို့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ NBA လည်းနားရတဲ့ကာလလည်းဖြစ်တာနဲ့အညီပဲကျွန်တော် Mobile Master လို့ခေါ်တဲ့ဒီ Snapdragon Pro Series ရဲ့နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးကဒီ April 6ရက်နေ့ကနေပြီးတော့13ရက်နေ့ထိကျင်းပတော့ရှိပါတယ်စုစုပေါင်းစုချင်းငွေအနေနဲ့ US ဒေါ်လာ2သိန်းအထိပေးမှာဖြစ်ပြီးတော့ Indonesia နိုင်ငံရဲ့နာမည်ကြီးအသင်းတွေဖြစ်တဲ့ Ajuhoshi Liquid ွေ့ ID Onyx ID နဲ့အတူပဲ Bagatron Alpha သင်းတော့ကနေပြီးတော့ဒီပြန်ပွဲကိုရှင်းပြတော့မှာဖြစ်ပါတယ်။ကျင်းပမဲ့နေရာလေအင်ဒိုနီးရှားမှာကျင်းပမှာဆိုတော့အင်ဒိုရီတော့ကတော့ဒါအင်ရှင်အသင်းနေနေနဲ့အကောင်းဆုံးကြိုးစားမယ့်အခြေအနေမျိုးဖြစ်ပါတယ်။အဲ့တော့ဖိလစ်ပင်အသင်းနေရာတော့ကျွန်တော်တို့ဒီ10 Falcon PH နဲ့အတူပဲ နောက်မှာ on page ကနေဝင်ရောက်ရှင်မြန်တော့မှာဖြစ်ပါတယ်။တခြားသော region ကတူရကီအသင်းတွေ sorry Arabia အသင်းတွေနဲ့အတူပဲတရုတ်ကအသင်းတွေလည်းကျွန်တော်ထပ်မံပြီးတော့ပါဝင်ရှင်မြန်သွားဖို့ရှိတယ်။အဲ့ဒီပြင်ပေါ်မှာဒီ Argentina အသင်းတွေကိုလည်းကျွန်တော်တို့ပါဝင်ရှင်မြန်သွားမယ်။ Brazil အသင်းတွေကလည်းပါဝင်ရှင်မြန်သွားမယ်ဆိုတော့အနေထားလေးလည်းတွေ့ရတယ်ပေါ့နော်။ဆိုတော့အဲဒီတစ်ခေါက် Mobile Master ဒီ Jakarta မှာပြည်လုံးမှာဖြစ်ပြီးတော့ MPL တွေကိုခဏတာနားတဲ့ကာလတစ်ခုဖြစ်တော့တကြောင်မလို့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ဒီပွဲစဉ်တွေကိုလည်းကျွန်တော်တို့က ဖေးဆုံးနဲ့ YouTube ကနေပြီးတော့ live လွှင့်တင်ဆက်ဖို့အတွက်အကောင်းဆုံးကြိုးစားမှာဖြစ်တော့ကြောင့်မလို့တကြံတွင်းပေါ့နော်ကျွန်တော်ပိတ်ရက်လေးမှာဘယ်မှသွားစရာမရှိဘဲနဲ့အားနေရဆိုလို့ရှိရင်တော့ Mobile Master လို့ခေါ်တဲ့ Snapdragon Pro Series ရဲ့နောက်ဆုံးအဆင့်ပြန်ပွဲကြီးကိုလာရောက်ကြည့်ရှုဖို့အတွက်အားလုံးဒီနေ့ကနေပဲကြိုပြီးတော့ဖိတ်ခေါ်လိုက်ပါရစေ။ကျေးဇူးများတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye ။ Channel W for you.